ားလုံးမင်္ဂလာပါအဲ့တော့ဒီနေ့ကတော့ကျွန်တော် relationship နဲ့ပတ်သက်ပြီးတော့ knowledge လေးတခုကိုလေ့လာကြည့်အောင်ရမနော်ဘာလဲဆိုတော့မေးချင်တာတခုရှိပါတယ်တော်တော်များများစုံလွဲနေချစ်သူတွေကြင်ယာဘက်တွေလည်းပါတယ်ဗျာတွဲတာကြာလာတဲ့အချိန်မှာလေဘလူဖြစ်သွားလဲဆိုတော့မောင်နှမသားချင်းလိုဖြစ်သွားတယ်တချို့ကကြတော့တငယ်ချင်းတွေလိုဖြစ်တယ်တချို့ကြတော့မိဘနဲ့တာတပိလိုဖြစ်သွားကြတယ်ဆိုတော့အဲ့လိုမျိုးဖြစ်တာဒီကကောင်းလားမကောင်းလား ဲ့အလေးကိုဖြည့်ကြည့်ကြရအောင်เนาะဆိုတော့တော်တော်များများဒီနေရာမှာလေအဲ့ဒါလေးကိုသဘောကျလိမ့်မယ်သိလားဆိုတော့မောင်နှမသားချင်းလို့ခင်သွားတာကောင်းတာပေါ့တငယ်ချင်းလို့ဖြစ်သွားတော့ပို့ပြီးရင်းနှီးကြတာပေါ့သိလားတကယ်တော့လေဒီနေရာမှာ research လေးတခုကိုပြောချင်ပါတယ်ဘာလဲဆိုတော့ triangular theory of love လို့ခေါ်တဲ့အချစ်ရဲ့အကြောင်းကိုသူတည်တနာတကယ်လောက်ထားတဲ့ psychologist ဆရာကြီးတယောက်ရှိပါတယ်သူနာမည်ကတော့ Robert J Stanberg လို့ခေါ်ပါတယ်သူကပြောတာရှိရဲ့ တကယ် relationship မှာခိုင်မြဲဖို့အတွက်ဆိုရင်မိသားစုအချစ်ကတသက်မောင်နှမအချစ်တွေတငယ်ချင်းအချစ်တွေကတသက်တိလားတစ်ဖက်မှာချစ်သူရည်စားဆိုတဲ့အချစ်ကတသက်ရှိကိုရှိပါတယ်ဒါကြောင့်မို့ကိုယ့်ရဲ့ချစ်သူကိုချစ်တဲ့အချိန်ကျရင် လုံးဝ special one တိလားဆိုတော့ဘဒူနဲ့မှမတူတဲ့ချစ်ချင်းမျိုး maybe physical touch လို့ခေါ်တဲ့ခန္ဓာကိုယ်ထိတွေ့ရင်လည်းပါရင်ပါမယ်ပေါ့ဗျာဆိုတော့အချစ်တို့ကိုကိုတို့တဲ့မလားအသေးနှလုံးတို့ဒါတွေခေါ်ရရင်လည်းပါလိမ့်မယ် တစ်ချိန်တည်းမှာပဲနှွေးထွေးမှုတွေကျင်နာမှုခင်မင်မှုဒါတွေလည်းအကုန်ပါလိမ့်မယ်ဒီလိုမျိုးအချစ်မျိုးနဲ့တာချစ်နိုင်မှသာလေတကယ်ကိုကောင်းမွန်တဲ့ relationship ကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့အရင်တော့ကျွန်တော်လဲ relationship မှာတငယ်ချင်းလိုမောင်နှမလိုချစ်သွားရလဲကောင်းတယ်ဆိုပြီးထင်ခဲ့မှုပါတယ်အဲ့တော့ကိုယ်အနေနဲ့ဒီလိုအတွေးလေးရှိနေမယ်ဆိုရင်တော့ချစ်သူအချစ်ကြင်ရဘက်အချစ်နဲ့ကောင်းမွန်စွာ special one လို့ချစ်လိုက်ကြရအောင် okay ပြောရှင်းပါစေ